အခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်တို့မန်လေးမြို့32လမ်း85လမ်း A ဖြစ်ပါတယ်ဗျမှာရောက်ရှိနေတာဖြစ်ပါတယ်6တက်တိုက်နီနီတက်ပြူကြပျက်စီးမှုပါနေရပြူကြပျက်စီးမှုဖြစ်ပါတယ်ဗျကျွန်တော်တို့မနေ့ကဒီမှာအဝါလေးမှာနော်ဓာတ်ပေါ်ဒီတလောင်းဟိုတော့ကျွန်တော်မနေ့ကထွားနိုင်တယ်အားလုံးဒီတက်ထဲမှာဓာတ်ပေါ်ဒီ၃လောင်းရှိပါတယ်တအိနေဒီနီတက်စပင်ညက်ဆိုင်ပါဗျနော်စပင်ညက်ဆိုင်မှာတအိနေ 3လောင်းရှိပါတယ်အဲ3လောင်းကနေပြီးတော့မှကျွန်တော်တို့ဒါအဲဓာတ်ပေါ်ဒီထုတ်တာဖြစ်ပါတယ်ဗျာเนาะအမအမအော်အင်ရှင်လားအမဒီနားလားโอเคကျွန်တော်အင်ရှင်ကိုလေအင်တာဗျူးလေးမေးပါမယ်ဗျာเนาะအင်ရှင်ဒီမှာရှိပါတယ်เนาะအမမင်္ဂလာပါမဟုတ်ကဲ့ပါဟုတ်အမကဒါဗမာနေထိုင်တာလေဟိုရက်ွက်နဲ့လမ်းနဲ့မြို့နယ်လေးချက်ပြောပြပါဗျ။ဆိုင်းသာသာမြို့နယ်38 85A မလွန်ထုံးတဲ့မလွန်ထုံးလမ်းပေါ့နော်။ ဟုတ်ပြီမှာဟိုဖြစ်တဲ့နေ့မှာဘလူတွေဖြစ်ခဲ့တယ်ဘလူတွေလောက်ခဲ့တယ်ဖြစ်ခဲ့တယ်ဘလူနေသားတွေဖြစ်ခဲ့တယ်နောက်မှာအခုကြံခဲ့တဲ့ဒေဗီဒီရောရှင်တဲ့လူရောဘလူထွက်ကြတာလေးတွေလည်းပြောပြပါဗျဖြစ်တဲ့နေ့ကနေ့လေကင်းပေါ့နော်၁၂နာရီ၁၂နာရီထိုးခံနေနည်းလောက်ဟုတ်ထိုးတော့ခဏနေ့မှာကျွန်တော်နဲ့ဟိုကလေးနဲ့ကအိတ်ခမ်းကလေးကအိတ်ခမ်းထဲမှာကစားနေတာဟုတ်ကျွန်တော်အိတ်ခမ်းရဲ့ရှေ့မှာမတ်တက်ရက်နေတာကလေးစောတာကိုကြည့်နေတာခိုင်းပြီးမှဆိုးလို့ဆိုမင်းမင်းနဲ့အမျိုးသားနဲ့ကနောက်ဖေးမိဖို့ခန်းထဲမှာ အလို့နင်းရခမင်းစားနေတာဟုတ်အလို့သားကပကံလေးတွေစေးနေတာဟုတ်အဲ့လိုစေးနေတဲ့ချိန်မှာပထမတစ်ချက်ငရင်လှုပ်လိုက်တာဟုတ်လှုပ်လိုက်တဲ့ချိန်မှာဒီလိုပဲတမန်ငါးချက်ငါးချက်တိုင်းလေးလှုပ်တယ်အောင်းမှတ်တော့ပေါ့နော်ဟုတ်ကဲ့အော်ငရင်လှုပ်တယ်ထိုင်နေလိုက်ဆိုအဲ့လိုပဲပြောတော့ကိုကအမျိုးသားကိုလည်းမမေကအဲ့ဒါလှမ်းပြတာအဲ့နောက်ဆုံးပြောလိုက်တာမမေကဟုတ်ဘာမျိုးရေငရင်လှုပ်တယ်ထိုင်နေထိုင်နေတဲ့ဟုတ်အဲ့ဒါကိုကကြောက်လဲမမေပြောတာကိုကြားလိုက်တယ်ဟုတ် နင်တို့တော့ကြားလိုက်ပြီတော့ကိုယ်ကလေးကိုပဲအယုံဆိုင်လိုက်တာနောက်သေးကိုလှည့်မကြည့်လိုက်တော့ဘူးဟုတ်ကဲ့ကလေးကဒုတိယတစ်ချိန်စက္ကန့်ပိုင်းပဲချားမယ် ဟုတ်ကဲ့သူများလို့မိနစ်ပိုင်းတော့မချအောင်ဆက်ကမိုင်းလဲချားမယ်ဟုတ်ဘိုးဆိုလာလဲဒီမှာကလေးကကိုယ်ကြောက်ပြီးတော့လန့်ပြီးပြက်ထက်ဟုတ်ကိုကလည်းကလေးနဲ့မှန်အဲ့ချိန်မှာတအားဆိုးတဲ့ခါကျတော့အတန်ကြီးနဲ့ရောလာတယ်အကုန်လုံးအောက်ဦးလဲဘီရိုရောအကုန်လဲကုန်ပြီအဲ့လိုလဲတဲ့ချိန်မှာကိုကမန်နေရမန်နေဘီရိုမန်နေရအကုန်ကွဲပြီးတော့လာစင်းတဲ့ချိန်မှာကလေးကောင်းကကိုကအုပ်ပြီးတော့ဟုတ်အဲကလေးနဲ့ကိုနဲ့ပေါ်တော့အုပ်အုပ်ပြီးတော့တင်းမယ်ဆိုပြီးတော့လှည့်အထွက် ဒီလိုနှလုံးကအပြိုင်လဲတာဟုတ်ကဲ့ဒီလိုလဲတယ်ဒီလိုလဲတယ်အဲ့လိုလဲတဲ့အချိန်မှာကိုရီးကသွားပြီးသေပြီးပေါ့နော်အဲ့လိုအချိန်မှာကျွန်တော်အလဲမှာစတိဟုတ်လမ်းစဉ်ကြီးခံနေတာဟုတ်အဲ့စတိဟုတ်လမ်းစဉ်ကြီးပေါ့ကိုဒီလိုလေးကဒီလိုလဲလိုက်တာဒီလိုမျိုးလေးထက်သွားတာဟုတ်ကဲ့ပါထက်တော့ကျွန်တော်အောက်မှာနည်းနည်းလေးအသက်ရှူလို့အဆင်ပြေသွားတာဒီလိုထိုင်လို့အသက်အဆင်ပြေသွားတာဟုတ်ကဲ့အချိန်မှာနောက်သေးကန်းလေးကအမျိုးသားအနေမှာအမေကိုအမေအမေနဲ့အော်ခေါ်နေတာကိုလည်းကြားလိုက်တယ် ဟုတ်ကဲ့ကြားလိုက်တဲ့ခါကျတော့အော်မင်းမင်းလဲလောက်ခင်းမှာတိတ်မိနေပြီဒါပေမဲ့အမျိုးသားရှိရတော့ကွာဆင်းနဲ့စိတ်အေးလိုက်တာစိတ်အေးလိုက်တဲ့ချိန်မှာနောက်ပိုင်းအမျိုးသားတအားအောင်ငူလာတယ်ဟုတ်အမေသားတို့ကဘာပြက်ပါပြီအမေရဲ့သားတို့ကဘာပြက်ပါပြီဆိုတဲ့ခါကျကိုကအော်မင်းမင်းလဲပြက်စီးပြီပေါ့နော်ကိုစိတ်ကမှတွက်လိုက်တယ်အဲ့တော့တွက်လိုက်ကျအမျိုးသားအတန်မှာမကြားတော့ဘူးဟုတ်ဟုတ်ဟာသွားပြီအမျိုးသားကသေပြီလားပေါ့နော်သူကကြမဟုတ်ဘူးသူဖြစ်တာကကြောအုတ်တိုင်းတွေကပွင့်ထွက်လာပြီးတော့တဲ့အဲ့အုတ်တိုင်းကသူ့ကိုမှန်ပြီးသူသတိလစ်သွားတယ် ်သူ7:15မိနစ်တော့သူဘာမှအတိမရှိတော့သတိလစ်သွားတယ်ဟုတ်အဲ့လိုအချိန်မှာကျွန်တော်တူတံပျောက်သွားတာဟုတ်ဟုတ်အဲ့လိုဖြစ်သွားတဲ့အချိန်မှာသူကကျွန်တော်နောက်မှာမိဘကန်းဆိုတော့ရေချိုးတဲ့ကန်ရေပကန်ဆင်းတဲ့ကန်ရေကန်တွေရှိတယ်ဟုတ်အဲ့ရေစလုံးတွေကငလျင်အချိန်နဲ့ဝိုးဆိုပြိုကျလာပြီးတော့7:15မိနစ်တော့သူကြာမယ်ထင်တယ်တဲ့သူ့ကိုရေတွေလာဆင်းပြီးတော့သူတတိပြန်ရလာတာအမမသေးသေးဘူးပေါ့နော်သူတတိပြန်ရလာပြီးတဲ့ခါကျတော့သူတန်းကဲတာဟုတ်မင်းတို့ကလမ်းဆွဲတာ ဟုတ်ကဲ့ဗျာမင်း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 ဆိုလမ်းဆွဲတဲ့အချိန်မှာမင်းမင်းကအတမ်းရှူတော့ဘူးတဲ့ဟုတ်အတမ်းရှူတော့ तू ကသူအမေမရှိတော့ဘူးဆိုတော့ तू ကသူ့ကိုပြေးရမှာလေဟုတ်ကဲ့အဲ့ဒါကမှမင်းဘယ်လိုပြေးခဲ့တော့ဆိုတော့အဲ့လိုမျိုးအုတ်တိုင်းအုတ်တရားပြေးဖွင့်ပြီးတော့အုတ်တိုင်းဖွင့်သွားတဲ့အချိန်မှာတဲ့ဟိုစီဘုံလေးကစီဘုံလေးကအဲ့အောက်ကအောက်ကနံရည်လေးမှာစီဘုံလေးကသွားတက်တာတဲ့ဟုတ်ကဲ့တက်တာလေးကအလင်းရောင်ကဒီဘက်ကိုဝင်လာတာဩ तू အဲ့စီဘုံကိုသူရအောင်ဆွဲထုတ်ပြီးတော့အဲ့ကြားလေးကနေမှသူ ခဲရခက်စစ်ထွက်ခဲ့ပြီးတော့အိရှေ့ကထွက်လို့မရဘူးဟုတ်ကဲ့ဟုတ်နောက်ဖေးနောက်ဖေးခြားနောက်ဖေးတိုက်နှလုံးခြားရဲကနေမှဒီကဒီငလင်လုံနေတဲ့ခြားရဲကနေသူထွက်ခဲ့ရတာဩတကူလုံးတော့သူသူတွေရွဲလို့ဟုတ်အဲ့လိုမျိုးကျွန်တော်ကကြာတော့ရှေ့မှာပိတ်မိနေတဲ့အချိန်မှာဟုတ်အော်တယ်အချိန်ပေါင်းများစွာအော်တယ်ကယ်တော်မူကြပါဦးခလေးလေးပါလို့ပါခလေးလေးတနေ့ခွဲခလေးလေးပါလို့ပါကယ်တော်မူကြပါဦးသူကမကြောက်ဘူးကိုတောင်လည်းမကြောက်ဘူးအတင်ရတောင်လည်းကိုမကြောက်ဘူးဟုတ်ကဲ့ဟုတ်ကဲ့ဒီရည်ရလည်း ိုလာကြည့်ကြတယ်ငင်းလုံတဲ့ခါကျတော့သူတို့လည်းမဝင်ရဲသေးဘူးပေါ့နော်ငင်းကတောက်တောက်လုံနေတဲ့ခါကျတော့သူတို့မဝင်ရဲသေးဘူးသူစိတ်ထဲမှာခံစားရတယ်ဘာခံစားဆိုငင်းလုံတဲ့တန်ခံရတဲ့ပြင်ကိုငါမြေပါမျိုးပြီးခင်တယ်ပေါ့နော်အဲ့လိုကြီးဆွဆွချသလိုဖြစ်နေတဲ့ခါကျလေဟုတ်ကဲ့အဲ့လိုမျိုးဖြစ်သွားတယ်ဖြစ်သွားတဲ့ခါကျတော့ကလေးကအဓိကတော့ကလေးတက်ကိုကငါသားလေးတက်ရှင်ရမှဖြစ်မယ်ငါသားတက်ရှင်ရဖြစ်မယ်ဆိုတော့ကကလေးကလည်းကအဓိကထားပြီးတော့ဘယူးဆိုင်တာဟုတ်ကဲ့သူကကလေးကတအားယုံလေတနေ့ခွဲဆိုတော့ကလေးကကြောက်ပြီးယုံမှာယုံမှာအဲ့မအမောင်းတဲ့ခါကျသူကယုံလေကျွန်တော်က ခုနာမှာဆိုတော့ကျွန်တော်လည်းနာခံဟောကျွန်တော်လည်းနာခံဈားရည်လည်းကျွန်တော်လက်တွေလည်းအကုန်ပုံးပဲနာခံအဲ့လိုဖြစ်တဲ့ချိန်မှာတော်တော်ကြာတယ်အပြင်ရောက်တော့ပြောတန်ကြာတော့၄နာရီလောက်ကြာတယ်ပြောတယ်အမမတို့အထက်မှာပြေးမိကြာပြေးမိကြာ၄နာရီလောက်ကြာတယ်တဲ့၄နာရီဟုတ်အဲ့၄နာရီလောက်ကြာပြီးတဲ့ချိန်မှာဟိုဂဘူမိသက်ကတက်ချက်ကြီးရှာစုံမျိုးอ่ะဟုတ်ဟုတ်သူကဝင်ကယ်ခဲ့တာဟုတ်ဟုတ်သူကအထက်ထဲမှာလူရှိတယ်လူရှိတယ်လို့မေးတာ လူရှိလားလူရှိလားလို့မေးတဲ့ခါကျတော့ဟုတ်ရှိပါတယ်ရှင်ရှိပါတယ်ရှင်ကလေးလေးပါလို့ပါကလေးလေးရောပါလို့ပါဆိုတော့ဟုတ်ပြီအမမဖြေနဲ့တော့ရပြီမောနေမယ်ကျွန်တော်ဝင်လာပြီအမအဲ့ဒါသူဝင်လာတယ်ကျွန်တော်ချက်မီအောင်ကိုမြင်ရလားပထမကျွန်တော်မမြင်ရဘူးမမြင်ရဘူးရှင်အဲ့ဒါသူချက်တိုးလားကျွန်တော်ရှေ့ချက်တိုးမယ်ချက်မီအောင်မြင်ရပြီလားမြင်ရပါပြီရှင်အဲ့ဒါသူရှေ့ချက်တိုးတယ်အဲ့ချိန်မှာကျွန်တော်ကကျွန်တော်ရဲ့အချိန်လေးတစ်ခုကဘာကိုကံကောင်းလဲဆိုကျွန်တော်ကကျွန်တော်ရဲ့ဒီလိုလဲလိုက်တဲ့အချိန်နဲ့ကျွန်တော်ရက်သွားတဲ့အချိန်နဲ့ကြားမှာ ရှေ့မှာကျွန်တော်ကတပေးတပေးပတ်ချာလေလောက်ပေါ့နော်ဟုတ်တတိကံပုံလေးကကျွန်တော်ကအောက်ဆီဂျင်ညနေတာအော်ဝင်ဝင်ဝင်လေးတက်ပြီးနေတာဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်မျက်နှာထဲမှာမြင်နေရတာအဲ့ရှေ့မှာမြင်နေတာအပြာရောင်ထုတ်တန်းကြီးဒါပေမဲ့ကျွန်တော်အဲ့တော့အပြာရောင်ထုတ်တန်းလို့မထင်ဘူးအော်ကျွန်တော်ချင်အောင်အပြာရောင်ကိုအော်ချင်အောင်မြင်နေရတယ်ဟုတ်ကိုယ်စိတ်ကမှတက်လိုက်တာဗီဒီယိုနှလုံးသနာငါရှာငါလဲတယ်လဲပြီးရင်ငလင်းငိန်သွားရင်လာခဲ့ရင်ကိုမတက်ရပြီးထွက်လို့ရမယ်ပေါ့ဟုတ်ကဲ့ဒီလိုလဲတက်လိုက်တာကွာဘယ်ဟုတ်မလဲကွာခလေးကိုယင်ပေးလိုက်တာ ကလေးရင်ပြတော့အဲ့ဆရာကလေးကိုကယ်သွားပြီကယ်သွားချင်မှကျွန်တော်ချောက်ပြန်လုံးဝလှုပ်မရတော့ဘူးလုံးဝကျွန်တော်ပြေတယ်လို့ဖြစ်နေလုံးဝလှုပ်မရဘူးအဲ့ဒါကဆရာကျွန်တော်မရတော့ဘူးကျွန်တော်ထားခဲ့ပြီးတော့နောက်မှမင်မင်နဲ့အမျိုးသားနဲ့ရှိရကယ်ပေးပါအသက်ရှင်ရနေအမကိုလည်းကဲမှာဘာလို့အမအားရှော့ရတော့အားမလျှော့နဲ့တော့ကျွန်တော်ကလေးသွားဖို့ချက်ချင်းပြန်ဝင်လာမှာကလေးသွားဖို့လေသွားဖို့ပြီးဆရာလည်းအရန်ပင်မယ်လေသူများပြောကြပါဘာပြန်ပြောကြပြန်ဝင်လာတယ်ပြန်ဝင်လာပြီးကျွန်တော်တို့တစ်ခါပြန်ထွက်လာကျွန်တော်တို့ထွက်တဲ့ချိန်မှာကျွန်တော်ကတစ်ဖက်ကဝင်လန်းစင်ကတောက်ကညက်နေရတယ် တစ်ဖက်ကဟိုတန်တိုင်းကြီးတစ်ခုကညက်နေတာဘလို့မှဘလို့လဲလို့လို့မရကျွန်တော်ဘလို့လဲလဲလို့မရဖြစ်နေတဲ့အချိန်မှာသူကကတ်တာကတ်တာနဲ့ဖြတ်မှရမယ်ကတ်တာလို့လဲကတ်တာလို့ဆိုပထမဒီဒိုင်းကဒိုင်းလောက်အနေနဲ့လာတယ်အဆင်မပြေဘူးဟုတ်သူတို့မီးစက်ကိုအမြင်မှနိုးပြီးတော့ကျွန်တော်ကတ်တာနဲ့ဖြတ်ရတာဟုတ်ကတ်တာနဲ့အဲ့စိတ်ကြီးတန်စင်ကိုဖြတ်တာဖြတ်တော့မှအဲ့လိုတန်စင်နဲ့ပြီသွားပြီမယ်ကျွန်တော်ကဗီဒီယိုကြီးကတကားကြီးကပြွင့်သွားတဲ့ခါကျဗီဒီယိုကြီးကကျွန်တော်ညက်နေပြန်စားအဲ့ဆရာသူ့ရဲ့ချီအောင်နဲ့ဗီဒီယိုကိုပြန်ပြီးတော့သူက ရိုးရိုးကောင်းလိုက်တာကျွန်တော်မရှိနိုင်တဲ့ခါကျတော့အမကျွန်တော်ပကုံးကိုရအောင်ထက်လိုက်ခိုးလိုက်အမခိုးနိုင်တယ်မနော်ခိုးနိုင်ရမယ်တော့ပါဆိုသူကကျွန်တော်သူ့ပကုံးခိုးပြီးတော့မှဆရာတို့ကပက်လက်လန်ပြီးတော့မှထွက်ခဲ့တာကျွန်တော်အစင်းစင်းစင်းဆရာတို့လူသုံးပြီးတော့မှအပြင်ကိုရအောင်ပက်လက်လန်ပြီးတော့မှသူတို့ကသွား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 ပြီးကျွန်တော်ထွက်ခဲ့ရတာအဲ့ဒါနဲ့ကျွန်တော်အပြင်ကိုရောက်ပြီးအသက်ရှင်နိုင်တယ်အသက်ရှင်နေဩဟုတ်ကဲ့အခုတိတ်ဆုံးွားတဲ့လူတွေကဟိုဘယ်နာဘယ်နေရာနေမှာတိတ်ဆုံးနေရတာနောက်ဆုံးအမတွေ့ခဲ့တယ်ဗျမင်းမေကတော့ကျွန်တော်တိလိုက်တာတော့မင်းမေတယောက်ပဲကျွန်တော်တိလိုက်တာဟုတ် မင်းမင်းကမိဘကန်းထဲမှာဆိုမျိုးလားငိုတန်ချလိုက်တော့မင်းမင်းမရတော့ဘူးဆိုတော့သူကတိလိုက်တာဟုတ်အပြင်ထွက်လာတဲ့အချိန်ဒီအပြင်မှာသူမလေးတွေတာလည်းမသိသေးဘူးဟိုမက်ကလေးတွေတာလည်းမသိသေးဘူးကိုလည်းခုနကကိုရှော့ရောက်သွားတဲ့ခါကျစီယုံတန်းပြေးကြတော့လေဟုတ်ဟုတ်အပြင်ထွက်စီယုံရောက်တော့မှအိမ်ကပြောပြတာတတိယအချင်းကမင်းမင်းကိုမေးတာမင်းမင်းကမင်းမင်းအခုတော့မိသားစုကတော့မင်းမင်းရှိရလို့ပြောတာဒါပေမဲ့ခုနထဲမှာမင်းမင်းပြည့်စုံတော့မသိခဲ့ရဘူးဟုတ်ဟုတ်အခုလက်ရှိကမင်းမင်းကမိဘကန်းထဲမှာဟုတ်သူမလေးကဒီအိမ်အဝင်းဝါလေးမှာ အိမ်ဝင်ကအတွင်းပိုင်းမှာလက်ကလေးကအိမ်ဝင်အပြင်ပိုင်းမှာဟုတ်ဟုတ်အဲ့လိုလေဟုတ်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 အဲ့လိုလေဆုံးတာပါအဲ့လိုပဲဆုံးတာပါเนาะဒါဆိုအခု data body ကဒါဆိုဘယ်နေရရှိပါလိမ့်လဲပေါ့အခုကျွန်တော်တို့လာမထုတ်ခင်နေဒီကနေ့ညနေဆိုရင်9ရက်မြောက်ပြီ9ရက်မြောက်နေ့ဒီနေ့က9ရက်မြောက်နေ့အဲ့တော့6ရက်မြောက်နေ့မှာကျွန်တော်တို့ဒါလာထုတ်တာပေါ့เนาะတရားတော့မကလေးလောင်းတော့ရသွားတယ်မကလေးလောင်းတော့ရသွားပြီပေါ့เนาะအခုကြံနေတာဘယ်သူကြံမယ်ပြမင်းနဲ့တူမလေးနဲ့ကြံမင်းနဲ့တူမလေးကြံမယ်เนาะမင်းနဲ့တူမလေးကြံတယ်တူမလေးကတော့ ဟိုကျန်တဲ့နေရာအမလည်းမြင်ပါတယ်နော်ဟိုအားလုံးအချင်းတွေဆိုတော့ဆိုးဆိုးဝါးနေမှကြံ့တာပေါ့နော်အခုကျွန်တော်တို့ကတော့ဒါအခုအမကိုမနေ့ရက်လည်းကျွန်တော်ပြောတာလည်းကျွန်တော်တို့ရအောင်ပြန်ကယ်ပေးမယ်ဆိုပြီးတော့ကယ်ပေးတယ်မနေ့ရက်တော့အချင်းတွေကြောင့်ကျွန်တော်တယောက်ပဲကယ်နေတယ်ပေါ့နော်အခုအမတို့အမေတို့တော့ကျွန်တော်အားမငယ်ပါနဲ့အဲအားမငယ်ပါနဲ့ကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်အဲကျွန်တော်ကူညီပေးမယ်ဖိမပေးမယ်ကယ်ဆယ်ပေးပါမယ်ဗျာနော်တက်နိုင်တဲ့ဘက်ကတက်နိုင်ဆိုအခုလက်ရှိဒီနေ့အပြီးအမားတို့ရဲ့အမေနဲ့အမတူမာလေးကိုရောက်အောင်တော့ကျွန်တော်စူးစမ်းပြီးတက်နိုင်ရင်းပြီးတော့အဲကယ်ထုတ်ပေးမှာပေါ့နော်မနော်ရှင်ရှင်ပေါ်ရင်တော့ ဟိုဟာတိတ်တဲ့လူကြတော့တိတ်ပြီးတော့ကဲတာတိတ်မရှိတော့မလည်းဒီအတိုင်းပဲလေပြောတော့နောက်ဆက်တွဲကဒါတဲတဲ့လူတွေကအရန်အနေများတယ်ပေါ့နော်တိတ်တဲ့လူကတိတ်သွားပြီနောက်ကရှင်တဲ့လူတွေပါထပ်ပြီးတော့ဒါအနေရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ကြိုးစားပေးပါမယ်ဟုတ်ပါနော်ဒါကြီးကကြိုးစားပေးရရှင်းစစ်တင်ပါတယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါပါဟုတ်ဟုတ်ကျေးဇူးပါပါ